ီမိုကရေစီပညာရေးသဘိတ်မောက်ကျောင်းသားတွေကိုစက်တင်ဘာလ10ရက်နေ့ကတာရီကန်တရားရုံးမှာ16ကြိမ်မြောက်ရုံးထုတ်ခဲ့ပါတယ်ဒီရုံးချင်းကိုတွားရောက်သတင်းရယူထားတဲ့11 web tv ကကိုတိုးဝေဖြူကအခုလိုသတင်းပေးပို့ထားပါတယ်ဒီနေ့ရုံးချင်းမှာဆိုလို့ရှိရင်ကျောင်းသားတွေရဲ့ရှင်းလင်းတွေကတင်ပြထားတဲ့ လက်ဗရန်မျိုးကျောင်းသားတပိတ်ဖြိုခွင်းမှုမှာပါဝင်ခဲ့တဲ့ပြည်ထောင်စုဝန်ကြီးဌာနရဲတပ်ရင်း1ရဲတပ်ရင်း30ရဲတပ်ရင်း71ဒူရဲမှုနန္နာဝင်းတို့ကိုအရေးယူဝေဖို့ကိစ္စနဲ့ကျောင်းသားတွေကိုတရားစွဲဆိုရမှာလုံထုံးလုံနည်းနဲ့မမြည်ရကြောက်တရားစွဲဆိုမှုကိုပယ်ဖျက်ပေးဖို့ကိစ္စတွေနဲ့ပတ်သက်ပြီးမြို့နယ်တရားသူကြီးကပယ်ချကြောင်းအမိန့်ချမှတ်ခဲ့ပါတယ်ဒီတရားရုံးဖြစ်စဉ်နဲ့ပတ်သက်ပြီးကျောင်းသားတွေရဲ့ရှေ့နေဖြစ်သူဦးလာမြင့်မြင့်ကအခုလိုပြပြထားပါတယ်ဒီဟာကတော့သူတို့မှလွတ်ပိုင်ခွင့်မရှိဘူးတဲ့သူတို့မှလွတ်ပိုင်ခွင့်မရှိဘူးတိုင်းတရား တိုင်းဒေသကြီးတရားလွှတ်တော်ကသာလုပ်ပိုင်ခွင့်ရှိတဲ့အတွက်ကြောင့်တိုင်းဒေသကြီးတရားလွှတ်တော်ကဒါလည်းတင်ပြပြမယ်ဥစ္စာဖြစ်တယ်အဲ့ဒီချက်အဲ့ဒီချက်ကဆိုရင်သူတို့အနေနဲ့ဒုစရကိုတင်ပြပိုင်ခွင့်သူတို့မှမရှိဘူးပေါ့လေသူတို့မှမရှိတဲ့အတွက်ကြောင့်ဟိုမြို့နယ်တရားသူကြီးတို့ခင်တရားသူကြီးရဲ့မြို့တရားနဲ့ပတ်သက်ပြီးသူတို့မှတင်ပြပေးပိုင်ခွင့်မရှိတဲ့ကြောင့်သူတို့အနေနဲ့ဒီရားနဲ့ပတ်သက်ပြီးတော့မတင်ပြနိုင်ဘူးလေဆိုပြီးတော့ပယ်လိုက်တာပေါ့ကွာကျောင်းသားတွေဘက်ကပြန်လဲတရားစွဲဆိုမှုတွေကိုပယ်ဖြတ်ပေးဖို့ကိစ္စတွေအာမခံရှောက်ထားမှုပယ်ချခဲ့တာတွေ ပယ်ချခံတာကြောင့်ဖမ်းဆီးခံထားတဲ့ចောင်းသားတွေတိုင်ပင်ပြီးတရားစီရင်စနစ်ပေါ်သွေးမှောက်သွားမယ်လို့ဘာကသာចောင်းသားကောင်းဆောင်ကိုမင်းသွေးသက်ကပြောပါတယ်။နေရုံးချင်းမှာကျွန်တော်ပြီးခဲ့တဲ့တစ်ခေါက်တုန်းကဒီဝင်းရံပြည်သူတွေထဲကចမ်းမကြီးမကောင်းတဲ့ဒီအသက်ကြီးပြီးတော့ចမ်းမကြီးမကောင်းတဲ့လူတွေရဲ့အမခံရဲ့နောက်ပြီးတော့ဒီကျွန်တော်တို့ဖမ်းဆီးရဲ့အခါမှာရိုင်းနဲ့ဖမ်းဆီးရဖြစ်တဲ့အတွက်ဒီရိုင်းနဲ့ဖမ်းဆီးခဲ့တဲ့အဲ10ရက်နေတော့တာဝန်ယူထားတဲ့ရဲတပ်ရင်1ရက်30ရက်အဲ3ခုတည်ရင်မှုတွေကျွန်တော် ဟိုတင်တယ်ဟိုတရားပြန်ဆွဲဖို့အတွက်တင်တယ်။ဆိုတော့အဲ့အလုံးပေါင်းသုံးခုလုံးပယ်ချခဲ့တယ်။ကျွန်တော်အမှုကစောကြီးတွေကပြက်ပြက်နေဆိုတဲ့တမှုရပါ။အလုံးသုံးခုလုံးကိုဒီမြို့နယ်တရားရုံးကလုံးဝမရှိဘူးဆိုတဲ့ပုံစံနဲ့အထက်တရားရုံးကိုတင်ဖို့အတွက်ကိုလည်းကိုယ့်ဘက်ကိုတင်ဖို့သူတို့ဘက်ကတော့မတင်မိနိုင်ပိတ်တယ်ဆိုတဲ့ပုံစံ။အပိတ်အမိန်ချလိုက်တယ်။ဟိုဟိုဘာပြောဒီဥစ္စာကတော့ကျွန်တော်တို့ငကူတွေကဒီတရားစီရင်ရေးကိုရုံးထွက်မယ်လို့ကျွန်တော်တို့ဆုံးဖြတ်တဲ့အခါမှာအထက်မှာရှိတဲ့အချင်းချင်းတိုင်မယ်။ဖန်ခံတဲ့သူချင်းချင်း ကျွန်တော်တို့ကတော့ဒီတရားစီရင်စင်တွေကိုယုံကြည်မရှိဘူးဖမ်းတဲ့ဟိုကလေးဝင်းဆိုင်ပြီးမှဖမ်းတာဖြစ်တဲ့အတွက်အာရဝိုင်ကသူလုံးချင်ရလုံမှာပဲဟိုကျွန်တော်တို့လေးဝင်းဆိုင်လုတဲ့အခါမှာနိုင်ငံတော်အဆင့်အနေနဲ့ဒီစီယိုနေဘက်ကျင်းပါတာပြီးရင်တော့ပြန်ဖမ်းတာပဲဆိုတော့ရအောင်မတက်ဘူးလို့ဆုံးဖြတ်တယ်ဒါပေမဲ့အပြင်မှာရှိနေတဲ့ဒီဒီမိုကရေစီပြောင်းလဲနေပြီလို့ဆိုရဟိုပရိုပဂန်ဒါလုပ်နေတဲ့အခါမှာအပြင်မှာရှိနေတဲ့ပြည်သူတွေကတချို့တလျာများဒီမန္တန်ကြီးလက်ကူကတစည်းတစ်ချာရှိနေပြီပြီးတော့တကယ်ပဲဒီမိုကရေစီနဲ့အုပ်ချုပ်နေပြီလို့ မြင်နေတဲ့ဟိုဟာထဲအောင်ထင်မှဖြစ်နေတဲ့ပြည်သူတွေကိုကျွန်တော်တို့ကတက်တယ်ပြဖို့တရားရုံးထွက်တာဖြစ်တယ်အခုကျွန်တော်တို့ဟိုစဉ်းစားတဲ့အတိုင်းပဲဒီနေ့ကျွန်တော်တို့တရားစီရင်စနစ်ကပယ်ချလိုက်တာအလုံးကျွန်တော်ဥပဒေကြောင်းရရပိုင်ခွင့်တခုမှမရအောင်အဲ့အတွက်ကိုကျွန်တော်ပြည်သူတက်တယ်ပြနိုင်သွားပြီနောက်ယုံကြည်နေမှာကျွန်တော်အချင်းချင်း ဟိုပြန်ပြီးတော့သဘောထားကောက်ခံမယ်ပြီးရင်တော့ဒီတရားစီရင်စနစ်ဒီလိုမျိုးပယ်ချခဲ့မယ်ဆိုလို့ရှိရင်တော့နောက်ပိုင်းတွေမှာကျွန်တော်တရားရုံးကိုတပိတ်မှောက်သွားဖို့ရှိပါတယ်ဒါလည်းအားလုံးဟိုကသဘောတူပဲဆိုတော့အဲ့လမ်းကြောင်းကိုကျွန်တော်နောက်ရုံးကြီးနေမှာယူဖို့ရှိတယ်တော်ရီကျင်းအောင်မှာဖန်စီထိန်သိမ်းခံထားရပြီးတရားကျင်ဆိုင်နေရတာဟာ6လခန့်ရှိပြီဖြစ်ပေမဲ့ခုချိန်ထိတရားလိုရဲမှုဖုံးမြစ်တူတဲ့ကိုသာစစ်ဆေးနေစေပေါ်မှာဘာကာတာကြောင်းသားကောင်းဆောင်မက်ဖြူဖြူအောင်ကအခုလိုပြောပါရယ် ဖန်စီထိန်းသိမ်းခံထားရတဲ့ចောင်းသားတွေဝန်ရံပြည်သူတွေအားဆို6လလုံးလုံးကျမတို့ရဲ့ကျမတို့ရဲ့အရေးသွေးတွေကျမတို့ရဲ့အနာဂတ်တွေပျောက်ဆုံးပြီးတော့အကျဉ်းောင်တွေမှာဖန်စီခံထားတာဖြစ်ပါတယ်အခုချိန်အထိလည်းတရားစီရင် ဒီလက်ရှိတရားစီရင်စနစ်အရာကိုကျမတို့ကိုတရားစီရင်မှုတရားခွင့်ရပုံစံအရာကိုကျမတို့ဘယ်မှရှေ့ရောက်တာလည်းမတွေ့ရပါဘူးအခုချိန်ထိတော်တော်ကြီးကိုလမ်းနေရတယ်တရားလိုတရားထဲဆက်တာတော့ကျမတို့မပြီးသေးဘူးဟိုနောက်ပိုင်းနောက်ပိုင်းဒီအယောက်40ကျော်မဲ့တက်သေးတွေနောက်ကျမတို့တအူးချင်းစီထွက်ဆုံမဲ့အချက်တွေပေါင်းလိုက်လို့ရှိရင်ဒီတရားစီရင်စနစ်ကတော်တော်ဒီတရားစီရင်ပုံစံအရန်ကိုကြာမြင့်မှာပုံစံရှိပါတယ်အဲ့တော့ကျမတို့ရဲ့အနာဂတ်တွေကျမတို့ရဲ့ဒီဒီအထဲမှာဖန်တီးသိမ်းသိမ်းခံထားတဲ့သူတွေရဲ့ အနာဂတ်တွေဘယ်သူမှတာဝန်ယူမှာလည်းမဟုတ်ဘူးအာမခံပေးမှာလည်းမဟုတ်ဘူးလက်ရှိအချိန်မှာကျမတို့ကအာမခံချက်မဲ့နေအာမခံချက်မဲ့ပြီးတော့ဖန်တီထိန်းသိမ်းခံထားတာဖြစ်ပါတယ်ဒီနေ့ရုံချိန်မှာတရလိုရဲမှုဖုံးမြင့်ကိုဆက်လက်စစ်ဆေးခဲ့ပြီးစက်တင်ဘာလ15ရက်နေ့ကိုပြန်လည်ရုံချိန်ခဲ့ပါတယ်ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းမှကျောင်းသားတွေမှာဒါဝရီအကျဉ်းတော်မှဖန်စီထိန်းသိမ်းခံထားရပြီးတရားရင်ဆိုင်နေရတာဟာ6လခန့်ရှိပြီဖြစ်ပါတယ် ဒီမိုကရေစီပညာရေးတပိတ်စစ်ကြောင်းကကျောင်းသားတွေနဲ့ဝင်းရံပြည်သူ80ဦးကိုပြည်မှုဆိုင်ရာဥပဒေပုံမှန်143 145 149 332နဲ့905ခါခွေးတွေနဲ့ဖမ်းဆီးတရားစွဲဆိုထားတာဖြစ်ပါတယ်။